အလုံးမဲမင်္ဂလာပါရှင် Digital Fusion Company မှကြိုဆိုပါရစေ။ညီမကူဒီဗီဒီယိုလေးမှာဆိုရင်တော့ဒလီပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ဒီတော့ညီမတို့ကဒလီနဲ့ပို့ဆောင်မယ်ဆိုရင်တော့ customer ရဲ့နာမည်ကြီးဖုန်းနံပါတ်ဒီလိပ်စာတွေကိုဒီမှာတစ်ခါတည်းဖြည့်ခဲ့ပေးလို့လည်းရပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ညီမတို့ကဒီ order ပို့ဆောင်ပြီဆိုပြီးတော့ရွေးချယ်လိုက်တဲ့အခါမှာဆိုရင်ဒီနေရာလေးမှာဖြည့်ပေးရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာမဖြည့်ချင်ရင်တော့ဒီမှာတည်းကတစ်ခါတည်းကုန်ဝယ်သူရဲ့နာမည်ကြီးဖုန်းနံပါတ်ဒီလိပ်စာတွေဖြည့်ပေးခဲ့လို့ရပါတယ်။နောက်ထပ်တစ်ခုကတော့ညီမတို့ကကိုယ်စားလှယ်ကားဂိတ်ကိုရေးပေးရမှာပဲဖြစ်ပါတယ်။ကိုပို့မဲ့နေရာကိုရေးရမယ်။ဒီတော့ညီမကရိုးရိုးလေးဆိုပြီးတော့ရေးလိုက်ပါမယ်ရှင်။ နောက်ထပ်တစ်ခုကတော့ပို့ဆောင်ကပါဒီပို့ဆောင်ကမှာတော့ညီမတို့ကတလီကကို3000ရတယ်ဆိုရင်3000လို့ရေးလိုက်ပါမယ်ဒီမှာဆိုရင်တော့ပို့ဆောင်ကနှုတ်မီနဲ့မနှုတ်ဘူးဆိုပြီးရရှိပါတယ်ပို့ဆောင်ကနှုတ်မီဆိုပြီးတော့အမှန်ချက်ချက်လိုက်ရင်ညီမတို့ကတလီသမားကိုပတ်စံပေးလိုက်ရမှာပါတကယ်လို့ကိုကဆိုင်ရဝန်ထမ်းတွေပဲအသွားပို့ပေးမယ်ဆိုရင်တော့ပို့ဆောင်ကညီမတို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ဆောင်ကနှုတ်မီကိုအမှန်ချက်လေးချက်စရာမလိုပါဘူး ဒီမှာတော့ညီမကတလီသမားနဲ့သွားတဲ့ပုံစံနဲ့ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ဆောင်ကနှုတ်မီကိုအမှန်ချစ်လေးချစ်ပြီးတော့တိမ့်ညီဆိုပြီးတော့တိမ့်လိုက်ပါမယ်ရှင်နောက်ထပ်တစ်ခုအနေနဲ့ဒီလိုမျိုးတွေမှာညီမတို့ကအမှတ်ချက်လေးတွေလည်းရေးပေးလို့ရပါတယ်။မှတ်ချက်ရေးခြင်းတဲ့အခါမှာဒီအောက်ကတက်လေးကမှတ်ချက်ထင်ပြီဆိုတာလေးကိုယူပေးရမှာပါ။ပြီးရင်တော့ကိုရေးခြင်းတဲ့နေရာလေးရေးပေးလို့ရပါပြီရှင်။ ညီမကမဖိရလို့ဤရလိုက်ပါမယ်။မဖိလို့လဲဆိုတော့ချိုကိုပိုင်လေးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမကချိုကိုပိုင်လေးတွေကိုမကြည်စည်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မဖိရဆိုပြီးတော့သိမ့်ပြီဆိုပြီးတော့ဤလိုက်လို့ရပါတယ်ရှင်။ဒါဆိုရင်တော့ကာဆမ်မာပေးတဲ့ပင်ငွေပမာဏကိုညီမကထည့်ပေးမှာပါ။ကစားမပေးတဲ့ပစာပမာဏကိုညီမတို့ကထည့်ပြီးတော့ပေါင်ထားလေးကိုဖွင့်ပေးလိုက်လို့ရပါပြီ။ ဒီပေါင်းချလေးကိုတွားကြည့်မယ်ဆိုရင်တော့ညီမတို့မြင်တွေ့ရမှာကကုံွယ်သူရဲ့နာမည်ဖုန်းနံပါတ်လိပ်စာစတာတွေကိုလည်းတွေ့ရမယ်ပြီးတော့ဒီနေရာမှာပို့ဆောင်က3000ဆိုပြီးတော့ထည့်ထားတာကိုလည်းတွေ့ရမှာပါခုနကအမှတ်ချက်ထည့်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အမှတ်ချက်ကိုမဖိရဆိုပြီးတော့လည်းညီမတို့ကဒီမှာတွေ့ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ဒီမှာလက်ခံမဲ့သူရဲ့အမည်ဖုန်းနံပါတ်လိပ်စာစတာတွေကိုတွေ့ရမှာပါဒီတော့ညီမတို့ကဒီလိုမျိုးလေးတွေအသုံးပြုပြီးရခါကြရင်ဒီမှာပို့ဆောင်က3000ပါညီမတို့ကခုနကနှုတ်မိဆိုပြီးတော့ထည့်ခဲ့တယ်ဒါကတတိသမားကိုပေးရမှာဖြစ်တဲ့ ဲ့အတွက်ကြောင့်မလို့ညီမတို့စီမှာထွက်ငွေနေနဲ့ပြရမှာပါညီမတို့ကလောလောဆယ်မှာဒီ3000ကိုစိုင်းမှရနေရဲဒါပေမဲ့ဒီပတ်စံကညီမတို့ရတာမဟုတ်ဘူးထွက်ငွေဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကဘယ်နေရာမှာသွားကြည့်လို့ရလဲဆိုတော့ဝင်ငွေထွက်ငွေဆိုတဲ့ကဏ္ဍထဲမှာသွားကြည့်လို့ရပါတယ်ရှင်ဒီဝင်ငွေထွက်ငွေထဲမှာသွားကြည့်လိုက်မယ်ဆိုရင်တော့ညီမတို့ကဒီကထွက်ငွေဆိုပြီးတော့မြင်ရမှာပါဒါကတော့ delivery charge ဆိုပြီးတော့မှညီမတို့ပို့ရမယ်ကားကရိုးရိုးလေးကိုတွေ့ရမှာပြီးတော့ညီမတို့သုံးလိုက်တဲ့ပတ်စံပမာဏပေးလိုက်ရတဲ့3000ဆိုပြီးတော့ညီမတို့တွေ့ရမှာပဲဖြစ်ပါတယ်ရှင်ဒီတော့ဒါလေးတွေကတော့ဒလီနဲ့ပတ်သက် က်တဲ့အပိုင်းလေးတွေပဲဖြစ်ပါရဲ့ရှင်အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးပိုင်ဆိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်